ျမိတ်ဆွေများ channel လေး subscribe လုပ်တာပါဘေးနားနော်ဒီပါလေးနှိပ်ပြီးတော့နေတိုင်းတပတ်သေးနဲ့လုံးမိုင်းဒီကီးတွေဝင်ပြီးတော့ကြည့်တော့ပြပါရှစ်ပတ်ဒီစာဒီတလုံးကတော့ကျွန်တော်တို့ထွက်သွားပါပြီဒီညနေပါသည်လေဆိုတာကိုကျွန်တော်ပြောပြပြီးတော့ပါမယ်ဒီညနေနောက်ပိတ်တလုံးကိုလည်းကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကတော့3မိနစ်ပဲကျွန်တော်တင်ပါမယ်အဆုံးလေးကြည့်ပြပါ like and follow subscribe အားလုံးအားလုံးနှိပ်တော့ပြပါနော်တို့တို့ယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ဒီညနေမှာမွေးကနန်းတွေကတကွက်ထွက်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ကျွန်တော်မွေးကနန်းတွေကိုလည်းတင်ပေးထားပြီးသားဖြစ်ပါတယ်မွေးကနန်းတွေကိုလည်းဒီမှာဒီ channel လေးမှာဝင်ရောက်ပြီးတော့ကြည့်ရှုသွားလို့ရပါတယ်เนาะ channel လေးမှာဝင်ရောက်ကြည့်ရှုသွားလို့ရပါတယ်ကဲကျွန်တော်ကတော့ဒီမှာကျွန်တော်လေးကျွန်တော်ဟန်တိုင်းကျွန်တော်ယူထားတဲ့ယူဆအတိုင်းဆိုရင်ဒီမှာနေ25ဆိုတဲ့ကနန်းထွက်ခဲ့တယ်ဒီမှာ25ဆိုတဲ့ကနန်းထွက်ခဲ့ရင်ဒီညနေကိုသူဒီ9ရက်ကံရိုက်လာနိုင်ပါတယ်9လုံးမှာမိတ်ဆွေများကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေ မတတ်ပါနဲ့ဒီ၅ဓလုံးနဲ့ပဲကျွန်တော်တို့ဒီညနေကိုပြန်ပြီးတော့ကစားရပါမယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ဒီ၅ဓရိကံဖြစ်နေကျွန်တော်တို့ဆင်းလာနိုင်ခြင်းရှိလို့ပါပဲ။ဒီမှာကျွန်တော်ဒီကျွန်တော်ဟန်ကျွန်တော်မူရဆိုရင်36 66 6 6 6နောက်ပိတ်တွေဖြစ်ပါတယ်။36 66 6 6 6ရန်တမ်းပြီးတော့ဒါဒီထွက်နေတာမျိုးမဟုတ်ပါဘူး။အဲ့လိုမျိုးမဟုတ်ပါဘူး။6နောက်ပိတ်ထွက်လို့ရှိလို့ရှိရင်9နောက်ပိတ်နဲ့9ဓလုံးဒါထွက်ကိုထွက်တတ်ပါတယ်။ အဲဒီမှာလည်းဒါကျွန်တော်ဒါကြောင့်မလို့ကျွန်တော်ပြောပြပေးခဲ့ပါတယ်နော်ဒီမှာ6နောက်ပိတ်တပွဲကြာတော့ပါတယ်နှစ်ကိုးဆိုတဲ့ကဏ္ဍဒီ6နောက်ပိတ်နဲ့တွဲပြီးတော့ကြာတာဖြစ်တဲ့အတွက်ဒီမှာဒီ6 6ဆိုတဲ့ကဏ္ဍကြာလာတဲ့အတွက်ဒီမှာနှစ်ကိုးဆိုတဲ့ကဏ္ဍကိုကျွန်တော်ဒီယူတာဖြစ်တယ်ဒီမှာ6နောက်ပိတ်ကြာရင်တိတ်မကြာတော့ရက်မှာသူဒီဒါ9နောက်ပိတ်ဆိုတဲ့ကဏ္ဍ9နောက်ပိတ်နဲ့ကဏ္ဍကြာကိုကြာပေးရပါလိမ့်မယ်အဲ့တော့ဒီမှာခွန်ကိုဒီမှာကိုကိုဒီဒါ9နောက်ပိတ်တွေဖြစ်တာဖြစ်တယ်ဒီမှာ36ဆိုတဲ့ဒါ6 နောက်ပိတ်တစ်ခုကြာထားတယ်ဒီမှာဒီကနေတာကိုကျွန်တော်တို့ကြည့်လိုက်ပါ36 66ထွက်ထားပြီးတော့6ပိတ်တွေပဲကြာထားပါတယ်9နဲ့ပတ်သက်တဲ့လုံးတစ်လုံးမှမလာတာဖြစ်တဲ့အတွက်ဒီညနေကိုကျွန်တော်က9ပိတ်9ပိုင်းကိုကျွန်တော်ယူစားပါတယ်အဲ့တော့ငါးတရိကံနဲ့ကြာလာခဲ့မယ်ဆိုလို့ရှိလို့ရင်ကျွန်တော်တို့ဒီ95ဆိုတဲ့ကဏ္ဍကိုထိုးရပါမယ်တကွက်ကောင်းကိုလည်းကျွန်တော်ထပ်ပြီးထုတ်ပေးထားပါမယ်တကွက်ကောင်းကတော့ 29ဆိုတဲ့ခဏဖြစ်ပါတယ်နော်ဒါကတော့မဖြစ်မနေထိုးပါငါရရိကန်နဲ့ဆင်းလာနေတယ်ဆိုတော့မိတ်ဆွေတွေတော့ကတော့ကျွန်တော်အကြိုက်ဆုံးခဏနေကတော့95ရေ85ရေပါနော်9595ဆိုတဲ့ခဏလေးတွေကိုကျွန်တော်တော်တော်လေးကိုကြိုက်ပါတယ်95နဲ့95ပါနော်9595ဆိုတဲ့ကဏ္ဍလေးတွေကြိုက်ပါတယ်။မွေးကဏ္ဍလေးကဆိုလို့ရှိရင်တော့29ဒီဒါ6နောက်ပိတ်ဖြစ်တာဖြစ်တဲ့အတွက်6နောက်ပိတ်ကြောင့်မလို့29ဆိုပြီးကျွန်တော်တို့ထိုးမယ်ဆိုရင်ကျွန်တော်တို့ဒါ ထိုးလို့ရတယ်ခဏန်းဖြစ်ပါတယ်မွေးကနန်းကိုလည်းကျွန်တော်ဒီမှာထုတ်ပေးထားပါတယ်နော်ကျွန်တော်မိတ်ဆွေတွေမွေးကနန်းမိတ်မွေးကနန်းကိုမကစားမယ်ဆိုတော့မိတ်ဆွေတွေကိုလည်းကျွန်တော်မနက်ကတော့ကောဒီမှာကောကျွန်တော်ဒါမွေးကနန်းကိုလည်းကျွန်တော်တင်ပေးထားခြင်းရှိပါတယ်မွေးကနန်းက642928 1916ပဲဖြစ်ပါတယ်အဲ့ဒီထဲမှာလည်း29ဆိုတဲ့ကဏ္ဍပါပါတယ်ကဲအားလုံးပဲ 3mm ထပ်ပြီးတော့ပေါက်ပါစေ 3mm ထပ်ပြီးတော့ရကြပါစေနော်